လက်ဆောင်ပေးတဲ့ပရိသတ်နဲ့မပေးနိုင်တဲ့ပရိသတ်အပေါ်မှာဆက်ဆံတဲ့ပုံကြောင့်ဝေဖန်ခံနေရတဲ့မိမြင့်မို့ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆယ်လီ Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။မင်းမြမိုကအနုပညာလောကမှာဆိုရင်တော့ Academy လဲရရှိပြီးပြီဖြစ်တယ်လို့ရုပ်ရှင်ဇာတ်ကားတွေလဲတောင်းလျှောက်ရိုက်ကူးနေရတဲ့မင်းသမီးဆိုလဲမမပါဘူး။သူအနေနဲ့အောင်မြင်မှုတွေအများအပြားစုခူးနေရတဲ့အချိန်အခါအခိုက်အတန့်လို့ဆိုရမှာပါ။ဒီရက်ပိုင်းမှာဆိုရင်လဲ Pandora ရုပ်ရှင်ဇာတ်ကားကြီးကရုံတင်တော့မှာဖြစ်ပါရစေ။ Pandora ရုပ်ရှင်ကနေဝင်တဲ့မင်းမြမိုတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဖြစ်ပါရစေ။ရုပ်ရှင်ဇာတ်ကား ကရုံမတင်ခင်မှာအချိုမီဒီယာမိတ်ဆက်ပွဲလေးလုပ်ခဲ့ပါတယ်။အဲဒီပွဲလေးကိုရုပ်ရှင်ရုံမှာလုပ်တာဖြစ်လို့ပရိသတ်တီကလည်းသွားပြီးတော့တက်ရောက်ခဲ့ကြပါတယ်။အဲဒီလိုပွဲကိုဆိုရင်တော့ဇာကားထဲမှာပါဝင်ထားတဲ့မင်းသားမင်းသမီးတွေကိုချစ်တဲ့အမကန်ပရိသတ်တီကသွားပြီးတော့အားပေးကြတာများပါတယ်။ မင်းသားမင်းသမီးတွေကိုတွေးကျင်တဲ့စိတ်ဖြစ်တဲ့အပြင်ချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာသွားကြတာကြောင့်ဖြစ်ပါတယ်။အားလုံးကတက်ညီလက်ညီသွားကြတဲ့အချိန်မှာမေမြင့်မို့ကိုချစ်တဲ့ပရိသတ်တရားလည်းသွားကြပါတယ်။မေမြင့်မို့ကို အားပေးတဲ့အန်တီမမအရွယ်တွေကတကူးတကောက်ကိုသွားကြတာဖြစ်ပါတယ်။ဒါအပြင်မေမြင့်မို့နဲ့တွေ့တဲ့အချိန်မှာလည်းသူတို့အနေနဲ့အရန်ကိုပျော်ရွှင်နေကြတာပါ။ဆန်ရှိရဲ့ပရိသတ်တချို့ကတော့မင်းမြို့စားဖို့အတွက်ဆိုပြီးတော့မုံနေလဲဝယ်ပေးသွားခဲ့ပါတယ်။ မုံနေကိုမင်းမြို့မုံနဲ့တွေ့တဲ့အချိန်မှာပေးခဲ့တာပါမုံပေးတာကိုလမ်းယူလိုက်ပြီးတော့မိခင်ဖြစ်သူကိုအမြန်လှမ်းပေးလိုက်ပါတယ်။မုံပေးတဲ့ပရိသတ်ပေါ်မှာအတိမတ်ပြုပေမဲ့ဘေးနားတက်ပုံရိုက်ချနေတဲ့အန်တီကြီးကိုတော့အတိမတ်မပြုခဲ့ပါဘူး။မင်းမြို့မဘက်ကတော့ဒါအပြေးဝတာဝန်မကျေတဲ့လိုမျိုးအဲ့ဒီအပေါ်မှာဖြစ်ခဲ့ပါတယ်။တက်ပုံတူတူရိုက်မယ်ဆိုပြီးတော့အနားကိုအမြန်ကတ်လာခဲ့တာ။မင်းသမီးနဲ့တက်ပုံရိုက်ဖို့အတွက်စိတ်လှုပ်ရှားနေတဲ့အန်တီကြီးကအနားကိုကတ်လာခဲ့ပေမဲ့ မင်းသမီးဖြစ်တဲ့မင်းမြင့်မို့ကရှေ့ကိုသာဆက်ပြီးတော့သွားလိုက်တာပါရှေ့မှာမီဒီယာတွေကကင်မရာချိန်ထားတာမို့ဓပုံရိုက်ဖို့အတွက်သာဆရာထက်တန်နေတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လဲပရိသတ်ကဓပုံရိုက်ဖို့အနားမှာကက်လာတာကိုရှောင်သွားခဲ့တယ်လို့ဖြစ်ခဲ့တာပါမင်းမြင့်မို့ကအလင်အမြန်နဲ့ထွက်သွားတဲ့အတွက်အမျိုးသမီးကလည်းစိတ်ထဲမှာတမျိုးဖြစ်သွားပါတယ်ဒါပေမဲ့လည်းမင်းသမီးဆိုတာကြောင့်တို့အနေနဲ့လည်းဘာမှပြောနိုင်တာမျိုးမရှိပါဘူးမင်းသမီးကပေးရိုက်မှသာဓပုံရိုက်ခွင့်ရှိတာကြောင့်ပါဒီဗီဒီယိုလေးကိုစင်ရွှေရတနာဆိုင်ကအမီးရရိုက်ထား ားမိတာပါဒါကြောင့်မို့လဲလူအများကဒီအခိုက်အတန့်လေးကိုကြည့်ပြီးတော့စိတ်ထဲမှာမသက်မသာဖြစ်နေကြတာပါမင်းမျိုးရဲ့အပြုမူကခြေမိုးတယ်လို့ခံစားသွားကြရပါတယ်တစ်ဖက်ကပရိသတ်ကိုဓပုံမရိုက်နိုင်ဘူးဆိုရင်တောင်အနာကက်လာတဲ့အချိန်မှာအတိမပြူတဲ့အနေနဲ့လက်ကိုကင်လိုက်တာမျိုးလုပ်တဲ့နယ်လို့ပြောဆိုနေကြတာပါမေမျက်မောကခြေမိုးတယ်ဆိုပြီးတော့လူတိုင်းကပြောဆိုဝေဖန်နေကြတာပါတစ်ဖက်မှာလည်းမီဒီယာတွေနဲ့အလုံးရှုံနေတဲ့အချိန်မို့သူ့မှာလည်းအေးမဆိုင်မိတာလည်းဖြစ်နိုင်ပါတယ် မေမြင့်မိုးရဲ့အပြုမူပေါ်မှာလူတွေကအမျိုးမျိုးပြောဆိုဝေဖန်နေကြတာပါတချို့ကလည်းအကယ်ဒမီရောက်သွားလို့မာနကြီးသွားတယ်ဆိုတာမျိုးပါပါလာခဲ့ပါတယ်ဒါပေမဲ့တချို့အချိန်တွေမှာဆိုရင်လည်းမေမြင့်မိုးကပရိသတ်တီကိုတည်တည်ချာချာဆက်ဆံတာလေးတွေရှိပါတယ်ပရိသတ်တီကိုတည်ချာရည်ပြတာမျိုးနှုတ်ဆက်တာမျိုးလုပ်တတ်ပါတယ်ဒီတစ်ခေါက်မှာတော့သူ့အနေနဲ့ တကယ်ကိုအလုံများသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ပရိသတ်ကြီးရောမင်းမြို့ရဲ့ပုံစံကခြေမိုးနေတဲ့ပုံစံလို့ထင်လား။ comment လေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။